မူသာဝါဒအကန့်ထဲမှာစေးတိုင်းထွာတာဂုံးတိုက်တာတွေပါပါလားရှင်ဗျာတော့မူသာဝါဒကတတ်တတ်တစ်ခုစေးတာကိုဖရုသာဝါစာလို့ခေါ်တယ်ဝစီကံ၄မျိုးရှိတယ်မှန်ပါဗျာမူသာဝါဒကတော့အမှားကိုအမှန်လို့ပြောတာလို့အမှန်ကိုအမှားလို့ပြောတာလို့အဲ့ဒါကိုမူသာဝါဒလွဲမှားပြီးပြောတာမျိုးမှန်ပါဗျာတစ်ဖက်သားကိုလွဲမှားစေတဲ့စိတ်နဲ့အမှန်မှားစေလို့တဲ့စိတ်နဲ့ပြောတာမှန်ပါဗျာစေးတာကျတော့ဖရုသာဝါစာလို့ခေါ်တယ်မှန်ပါဗျာ ခုံးတိုက်တာကြတော့ပိတုနာဝါစာလို့ခေါ်တယ်။မှန်ပါဗျာ။အဲ့ဒီမှာနောက်တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင်အကျိုးမရှိတဲ့စကားတွေတန်ဖပလာပါကောင်းကျိုးချမ်းသာတွေကိုပျက်စီးစေတတ်တဲ့လောကမှာဘာအကျိုးမှမဖြစ်စေတတ်တဲ့ဒီကောင်းကျိုးချမ်းသာကိုဖျက်စီးတတ်တဲ့အပြောဆိုတွေကိုပြောလို့ရှိရင်ပညာရတ်တွေလည်းပါမှာပေါ့နော်။ဘာမှကောင်းကျိုးချမ်းသာမရတဲ့ ပြောဆိုရင်ပညာရည်ရောအကုန်လုံးတန်ဖပလပါလို့ခေါ်တယ်။မှန်ပါဗျာ။အဲ့ဒါတော့ဘာမှကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့ဟာမျိုး၄မျိုးရှိတယ်သူက။မှန်ပါဗျာ။နော်။မှန်ပါ။အဲ့တော့အဲ့ဒီ channel ၃မျိုးကမူသာဝါဒထဲမှာငါးပါးသီလထဲမှာမပါဘူးဆိုတော့ channel ၃မျိုးလွတ်လို့ချင်းမူသာဝါဒကံလောက်မစိုးဘူးလို့ပြောချင်တာမျိုးလား။အဲ့လိုမဟုတ်ဘူးသူက။အဲ့လိုမဟုတ်ဘူးဒီငါးပါးသီလလို့တတ်မှတ်ပေးထားတာကသူကဒုစရိုက်၁၀ပါးကြတော့ထားရီကုန်ပါလေ။ ်ပါပါဆရာဆရာဒါပါတချို့လည်းအဲ့ဒါကြံ့ကြံ့ဖို့မှာဆောက်ပြီးတော့တွေးတဲ့လူတွေရှိတော့ဗောနော်ငါဘောသီလမှာသူရမီရိယပါတယ်ဒုဆိုင်ဆယ်ပါတဲ့ကျတော့သူရမီရိယမပါအဲ့တော့ဒုဆိုင်မဖြစ်ဘူးလို့ဒီလိုတည်းဒီလိုမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့နေရာမှာ သူကသူ့ရဲ့ဒီအစင်းလားတစ်ခုရမြတ်စွာဘုရားတချို့လူမှုရေးတွေကျတော့အစင်းလားတစ်ခုနဲ့ လောကမှာကျင့်ထုံးနေဆင်လာကျင့်ထုံးလာတဲ့ဟာတွေကိုပြန်ပြီးတော့ဟောပြတတ်တာတဲ့ပါဗျာဖျားပွဲမှာပေါ်တဲ့ဟာမဟုတ်ဘူးရှေးပညာရှိသူတော်ကောင်းတွေလိုက်နာကျင့်ထုံးနေရှိတဲ့ဟာကိုဟောတာတမပါဗျာအဲ့တော့စေတိုင်းထွားတာဂေါတတ္တ၅ပါးတိလာတဲ့မပါလို့တိလာမကျိုးဘူးလို့ပြောပြီးမယ်ဒုစရိုက်ဖြစ်တယ်သူကမှန်ပါဗျာမှန်ပါဗျာဒုစရိုက်ကတော့ဖြစ်တယ်ပါဗျာ။ Facebook တွေကဆဲတာတွေ Facebook တွေကဂုံးတိုက်တာတွေဒါလည်းပဲဖြစ်တာပဲ။မှန်ပါဗျာ အခုသူဖြစ်တယ်မှန်ပါဗျာသူ့ရဲ့ဝစီဒုစရိုက်တော့ဖြစ်တာပေါ့နော်မှန်ပါဗျာဘုဒ္ဓဝါရတာတီလာတဲ့ထဲ့ပြီးကျန်တာတွေမထဲ့တာကဘာလို့လို့ဆဲဆဲတာဆိုတာလူတွေကသိတာလေခေါင်းတိုက်တာလည်းသိတာတယ်လို့ပြောဒီလိန်နာကြတော့သူကအလွန်သိမ်မွေးတာမှန်ပါဗျာအလွန်သိမ်မွေးတော့နေစင်နဲ့ဗျာလူတွေကဒီအမှန်တရားကိုကြော်လွှားပြီးတော့ လိမ်ပြောရတဲ့လေ့ကျင့်ချက်ရှိတော့သူကပို့ပြီးတော့အဖြစ်များတယ်လို့ပြောမှာမှန်ပါဗျာသူကတစ်ချိန်လုံးဆဲနေပြီပဲလို့လိမ်နာတော့ရှိနေတတ်တယ်မှန်ပါဗျာအဲ့ဒါကြောင့်မလို့အဖြစ်များတဲ့အရာတစ်ခုကိုပဲတီလာတဲ့ထည့်လိုက်တယ်လို့ဒီလိုတော့တွေးကြည့်လို့ရတယ်ပေါ့နော်မှန်ပါဗျာ